ရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမတင့်ကိုခန့်တူခန့်တူ best show မှာအခုလိုအဖွင့်စကားလေးကိုပြောပြပါလို့ဒီပွဲတစ်ခုလုံးကိုစိတ်ရောကိုယ်ပါစီစဉ်နဲ့ယရနာမြန်ရကိုချန်ဟင်းကတောင်းဆိုလာလို့မတင့်အားတွေမွေးပြီးတော့တက်လာပါတယ်ကိုခန့်တူဆိုတော့မတင့်တို့ငငယ်လေးတွေကတချင်းဆဆိုတဲ့အချိန်တည်းက အနုပညာအကိုကြီးတယောက်ပေါ့နော်သူရဲ့အနုပညာကိုမတင်တော့လေးစားခဲ့ရပါတယ်ပြီးတော့မတင် personally လဲကိုခိုင်သူကိုအကိုတယောက်လို့လေးစားချစ်ခင်ရတာမဟုတ်လို့ကိုခိုင်သူရဲ့ပွဲမှာ မတင်အမှတ်တရလေးအခုလို့ပြောခွင့်ရတဲ့အတွက်အများကြီးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်ပြီးတော့မတင်တခြင်းတပုတ်ဆိုဦးမှာပါကိုခိုင်သူတခြင်းကိုဆိုရမှာဆိုတော့နည်းနည်းတော့လန့်တာပေါ့နော် ူကလည်းတိတ်ပေးဆိုချင်တာမဟုတ်ဘူးဒါပေမဲ့မတင်ဘလို့ပဲဖြစ်ဖြစ်ဒီပွဲလေးမှာတချင်းလဲဆိုခွင့်ရရတယ်အမှတ်တရမတင်တစ်ခါမှဒီလိုအဖွင့်စကားမျိုးမပြောဘူးပါဘူးဒါပထမဆုံးချိန်မှာမတင်ပြောတာလိုအပ်ခဲ့ရင်မှားရင်ခဲ့ရင်လည်းမတင်ကိုနားလည်ခွင့်လွှတ်ပေးကြပါမတင်ဒီပွဲလေးကိုပါဝင်ပြီးတော့အဆအဆရရပွဲကောင်းတဲ့ပွဲလေးဖြစ်အောင် မတင်စရောကိုပဲမတရားကူညီပေးတဲ့လူတယောက်အနေနဲ့ပဲဝင်ပြောပေးတာပါအထူးတလဲဘာမှမရှိပါဘူးပြီးတော့လေဒီ TY များ အားလုံးရဲ့ကိုစားမတင်တို့ကိုခန်တို့တချင်းကိုတီဆိုချမဲ့အစိုးရများအားလုံးရဲ့ကိုစားခုလိုကြောက်ရွံ့ချင်းမြင်ကြတဲ့ပြည်သက်များအဲအားလုံးကိုလီလီစစားနဲ့ကျေးဇူးတင်ရှိပါတယ်လို့မတင်အားလုံးရဲ့ကိုစားပြောကြပါရစေ ုကဲကျေးဇူးတင်ပါတယ်အခုပထမဦးဆုံး can do best ဆိုတော့ကိုခန်သူကိုအရင်ခေါ်ပါမယ်ကိုခန်သူကြော်ပါကိုခန်သူပထမဆုံးပါဆိုပါလဲကျွန်တော်ပထမဆုံးပြောချင်တဲ့စကားကတော့လာပြီးတော့အားပေးကြတဲ့ အပိတအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများစွာနဲ့ဒီလူဝိဆန္ဒအားလုံးပြည့်စုံပါစေလို့ဆုတောင်းမြတ်တာပူတာတဲ့စကားဖြစ်ပါတယ်ခင်ဗျာပထမဆုံးဆုမဲ့ခြင်းလေးကတော့တေးစရာကုမမောင်ရေးတဲ့ခြင်းလေးပို့ဖြစ်ပါတယ်ပြည့်စုံအားလုံးໃຈနှစ်သက်မဲ့လို့လည်းထင်ပါတယ်ခင်ဗျာ ကျွန်တော်တို့အမှုပညာရှင်တွေအားလုံးအားတည်တမ်းမရှိရင်ဘာမှလုပ်လို့မရပါဘူးကျွန်တော်ရဲ့ကျေးဇူးရှင်အဖြစ်တက်ကိုကျွန်တော်သိသောကောင်နဲ့ဘာဝရပြုပါရစေ